်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ up to date channel ကနေအပတ်စဉ်ရိုက်ကူးထုတ်လင်းတင်ဆက်ပေးနေကြအစီအစဉ်တစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးအဖြေများမှာတော့ ရှိရုံစီတီတော်နိကန်၅ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်ရမူဆရာဦးစန်းနှင့်ဆယ်မြောင်းကနေပြီးတော့မှဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ပါဆရာ။အဲဒီတစ်ပတ်မှာဆိုလို့ရှင်လဲဒါအွန်လိုင်းဓမ္မအမေးဖြေများမှာတမောရဲ့လက်ထက်မှာပေါ့နော်။ဒါအကောင့်ပိုင်ရှင်တွေမေးမြန်းထားတဲ့မိကွန်းတွေရောက်ရှိနေပြီလို့ဆရာမေးကွန်းလေးတွေမေးခွင့်ပြုပါရှင်။ဟုတ်ကဲ့ ဟုတ်ကဲ့ဆရာစင်ရိုင်းဆိုတဲ့သူကနေပြီးတော့မိထားဖြစ်ပါတယ်ဆရာအဲသူမိထားလေးကတော့ဒီဗုဒ္ဓဘာသာသာသနာတော်အတွင်းမှာဝိပဿနာတရားအားထုတ်ကြပါတယ်ရိတ်တာတွေလည်းတရားနိလန့်တွေလည်းများကြပါတယ်အဲနံပါတ်1ချက်ကသူအဘယ်တရားကိုအခြေခံပြီးတော့အားထုတ်ရပါသလဲနံပါတ်2ကဘယ်တရားဟာအခြေခံအကြဆုံးဝိပဿနာအုံမြင်ဖြစ်ပါသလဲအာနောက်နံပါတ်3ကကြတော့အဘယ်ရိတ်တာဟာတင့်တော်ကောင်းမြတ်ပါသလဲနံပါတ်4ကတော့ ူတွေအတွက်ဥပဒနာတရားအားထုတ်ဖို့အချိန်ခါဟုတရားသေးတတ်မှတ်ချက်ရှိပါသလားဆိုပြီးတော့ဒါမေးထားတဲ့မေးခွန်းလေးဖြစ်ပါတယ်ဆရာဥပဒနာနဲ့ပတ်သက်လို့ကလေဟိုစင်တူရုံးမလေးတွေရဲ့လို့မေးကြတာရှိတာပေါ့နော်ဒါဆိုဒီအားတော့နည်းနည်းဟိုသူဟိုပါပေါ့အမျိုးကွဲတာလေးပါလို့ပါနော်ဒါလေးတော့ကျွန်တော်ဖြေပါမယ်ဟိုရင့်ရင်တော့လည်းဖြေခဲ့ဘူးရတယ်အများကြီးရှိလို့လေနော်ဒီအားတော့ဖြေဖြစ်ပါအဲ့တော့ပထမဦးဆုံးကအဘယ်တရားကိုအခြေခံအားထုတ်ပါပါတယ်လေပေါ့နော်အဲ့တော့ကျွန်တော်ပြောဘူးတာရှိတယ်ဟိုတော့ မြမပြည်မှာပုံကုတ်ကိုအကြောင်းပြုပြီးတော့ဤပေါင်းများစွာအဖွဲပေါင်းများစွာရိတ်ကြပေါင်းများစွာကမ္မထံပေါင်းများစွာကွဲနေကြတယ်ပုံကုတ်ကိုအကြောင်းပြုပြီးတော့သို့တော်လည်းပဲပင်လယ်ရေကိုယူပြီးတော့ရှာနဲ့တို့ကြည့်ရင်ငံတော့ရတာတစ်ခုတည်းရှိတယ်လို့ပေါ့နော်ဘလောက်ပဲအဖွဲတွေများများဘလောက်ပဲရိတ်ကြတွေများများဘလောက်ပဲနီးတွေကွဲကွဲလူတွေဘလောက်ပဲကွဲကွဲ မာတတိပဒနာတုတ်ကနေလွဲပြီးတော့အခြားဘာမှစာချက်စရာမရှိပါဘူးเนาะမာဧကရဏောအယံဘိက္ခုမေဘောဆိုရဲမာတတိပဌာန်းသားနေအခြေခံကြဆုံးဖြစ်တယ်ဒါကြောင့်နံပါတ်1မေခွန်းရဗေဒရားဒီအခြေခံကြဆုံးဖြစ်လဲဆိုရင်မာတတိပဌာန်းဒီအခြေခံကြဆုံးဖြစ်ပါတယ်ဟောအခြေခံနဲ့ဒုတိယအုပ်မြင့်အခြေခံအုပ်မြင့်အဲ့ဒါပြောချင်တာတော့ဒီလိုလောကမှာလည်းဘယ်လို့ပဲလို့လို့ပေါ့နော်ယုံကြည်မှုမရှိရင်ဘာမှမဖြစ်ဘူးเนาะဖြစ်မလားတတိမရှိရင်မင်္ဂလာနဲ့အလို့မဟုတ်တော့ဘူးမကောင်းတဲ့ပဲရောက်သွားမယ်တတိယကကောင်းမှုကုသိုလ်တွေကိုအမှတ်ရတာပေါ့နော်အဲ့တော့ယုံကြည်မှုရှိရင် လုံးမဖြစ်ဘူးတတိမရှိရင်မင်္ဂန်တဲ့ဘက်ကိုမရောက်ဘူးဝရိယမရှိရင်ရှေ့ကိုမတိုးဘူးကိုလုပ်တဲ့အလုပ်ပါတမာတိမရှိရင်အမှန်ကိုမမြင်ဘူးပညာမပါရင်လောကကမလွတ်မြောက်ဘူးပေါ့တဝဲလည်းလည်းဖြစ်နေမှာအဲ့တော့ပြောချင်တာကခုနကမြန်မာလူပြောတာပါဠိလိုပြောရင်တော့တရားတတိဝရိယတမာတိပညာအဲ့ဒီ၅ပါးကို အင်ဂျီ၅ပါးလို့လည်းခေါ်တယ်ဘောဓိပတ်ဖရာထဲမှာဘူ၅ပါးလို့လည်းခေါ်တယ်အင်ဂျီ၅ပါးဆိုအစိုးတရားဖြစ်တာပေါ့နော်တတိယလည်းအစိုးတရားဖြစ်တယ်အစိုးရသားပေါ့နော်တမာရီကလည်းအစိုးတရားဖြစ်တယ်ဘယ်မှမရောဘူ၅ပါးဆိုတာအမတန်အင်အားကောင်းလာတာဗလာဆိုတာအင်အားကောင်းတာဗလာနေပူဖြစ်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးအားကြီးအောင်နော်ဟိုပါပေါ့အင်ဂျီဆိုတဲ့အစိုးတရားဖြစ်အောင်အားထုတ်ပါမှာပေါ့အဲ့တော့အဓိကအဲ့ဒီ၅ပါးဒီဘောဓိပတ်ဖရာ၃ပါး၃၈ပါးထဲမှာလည်းပါတယ် ဒါကြောင့်အဲ့ဒီ body ဘက်က38ပါးလည်းပါတယ် body body ညံရဲ့အသွင်ပင်းလို့ခေါ်တာပေါ့နော်အဲ့ဒီ၅ပါးကိုပြောလိုက်ခြင်းအပြင် mechanism ပါလည်းဒီထဲမှာအကုန်ပါပြီးဖြစ်တယ်။ဒါကြောင့်အခြေခံအုတ်မြစ်ကတော့ပါလဲဆိုရင်အဲ့ဒီသရတတိဝိရိယသမာဓိပညာကိုအင်ဂျီ၅ပါးဖြစ်အောင်ပုံ၅ပါးဖြစ်အောင်ဆောင်ရွက်ခြင်းအဲ့ဒါအခြေခံအုတ်မြစ်ပါပဲ။ဘယ်ရိစ္ဆာအကောင်းဆုံးလဲဆိုရင်တော့လူရင်းတူရှင်းပြောရရင်တော့နံပါတ်၁ခုနပြောတဲ့မာမေဘုရားရှင်ဟောကြားတော်မူခဲ့တဲ့မာသတိပ္ပဌာနာတုတ်တိုင်းကျင့်တဲ့ နောက်ဒုတိယအချက်မှာကျွန်တော်ဖြေခဲ့တဲ့သရသတိဝိရိယသမာဓိပညာကိုအင်ဂျီရောက်အောင်ဘိုးထိုက်အောင်ဆန်းဆောင်ပေးနိုင်တဲ့ရိပ်တာမှန်သမျှသည်သင့်တော်တဲ့ရိပ်တာတွေပဲဖြစ်တယ်။ဟိုမိုးညင်းမင်းကွန်ညာနာစာကြီးအချိန်ကောင်းလို့ပိန်ဖောင်းပါသည်။အမြဲတမ်းဇွဲတင်တဲင်းလာပြီးအကျိုးမျိုးမိုးကုတ်မဟာထီဆိုအများကြီးရှိကြတယ်။အဲ့တော့အဓိကကတော့ခုနအချက်တွေနဲ့ပဲ။ဘာသတိပဋ္ဌာန်တဲ့သူကိုပြင်လို့မရဘူး။ဩဃာတ ခရောကျိုးမူခွဲတာအကြောင်းမဟုတ်ဘူး။ဒွါရလက်ရှိကိုယ်တာရှိကိုယ်ကံလက်ရှိကိုယ်အဲ့ဒါပြဿနာမရှိ။သတိပဋ္ဌာန်မူခွဲရင်သာသနာပြတ်သွားမယ်။ဒါကြောင့်သတိပဋ္ဌာန်ကိုအခြေခံပြုမယ်။ဒါရသတိယဝိရိယသမာဓိပညာဆိုတဲ့ပုံ၅ပါးအင်ဂျင်၅ပါးကိုဖြစ်အောင်စွမ်းဆောင်ပေးနိုင်တဲ့ရိပ်တာစွမ်းဆောင်ပေးနိုင်တဲ့ကမ္မထမ်းတိုက်ပေါ့နော်။စွမ်းဆောင်ပေးနိုင်တဲ့အဖွဲ့အဲ့ဒီဟာကြီးဟုတ်အဲ့ဒါညောဆုံးတော့ရိတ်ကြတယ်ပဲဖြစ်ပါတယ်လို့ဒီလိုပဲပြောချင်ပါတယ်။ဟုတ်။ဝိပဿနာအထုတ်ဖို့အချိန်ကတည်းကတည်းကမရှိဘူးရ။ဘုရားလူတရားက15နှစ်ပြည့်ရင် ိုရင်ဝတ်မှာ15နှစ်ပြည့်မှာကိုရင်ဝတ်ရမယ်ပေါ့ဗျာ20ပြည့်မှာဟိုရဟန်းခံရမယ်ပေါ့အဲ့လိုဟာတော့ရှိတယ်တဝိနည်းရမှာတော့အချိန်တက်မှတ်ချက်ရှိဝိပဿနာအနေနဲ့ကအဲ့လိုမရှိဘူးဘာကြောင့်လဲဆိုတော့အရွယ်3ပါးရှိတယ်လေအရွယ်3ပါးသလုံးမှာတတ္တဝါတူဦးရဲ့အချိန်ကဆေးရောက်နော်ဟိုပါရမီမြောက်ပြီးတော့လွတ်မြောက်နိုင်တဲ့အချိန်ဟာအမှတ်မတင်ရှိနေတတ်တယ် ပထမဉာဏ်မှာလည်းရှိရင်ရှိနိုင်တယ်ဒုတိယဉာဏ်မှာလည်းအဓိကပါလဲဆိုကိုအချိန်မီလုတ်နေဖို့ပဲဒါဝိပဿနာဒီလိုမူယူယူမိုက်ပြီးတော့ဟလာဖြစ်နေပေမဲ့လည်းနောက်နေ့ကျတော့ကသူတို့ကောင်းဖြစ်ကျင်လည်းဖြစ်သွားတယ်ဒီနေ့သူတို့ကောင်းလုံးနဲ့လူမိုက်ဖြစ်ကျင်လည်းဖြစ်သွားတယ်တတ္တဝါတွေကံနေရလေဟိုအထင်သေးလို့လည်းမရဘူးရန်ကြီးအထင်ကြီးလို့လည်းမရအဲ့တော့ရေသုံးပါးတစ်ပါးပါမှဟိုပါဟိုအမတ်ထင်ထင်ပြုထားတဲ့ကောင်းမှုကုသိုလ်ရှိရမယ်လို့မြတ်စွာဘုရားကျန်ရေပုံရနဲ့ပြောတယ်နော်တရားလူတယောက်ရဲ့လို့ဖြစ်လာရင်ပေါ့နော်တစ်ပါးပါမှအဲ့တော့အမတ်မထင် ပြုရမယ့်ကုသိုလ်စရာကရုပကံကြီးပေါ့နော်ကြီးမားတဲ့အလေးကရုပြုတဲ့ကံကြီးစရာဒီမဟာကုတ်ကံတို့သမထပေါ့နော်ဝိပဿနာတို့အဲအဲ့လိုပါမျိုးတွေကံနေပေါ့နော်မညံ့ပုံညာတို့အဲ့လိုပြောတာပေါ့ဥပမာဒါနတထေးစားနေမရခွက်လက်ခွက်ဆွဲပြီးတောင်းစားတယ်ဗျာမရချင်ရတွေ့တဲ့ခါကျတော့အဲ့ဒီဒီမယားနှစ်ယောက်ကပထမအရွယ်မှာအထုတ်ရင်ရဟန္တာဖြစ်နေတယ်ဒါမှမဟုတ်လို့မိတ္တရတို့ဒုတိယအရွယ်မှာစည်းစိမ်တွေကိုချမ်းသာတဲ့တွေနောက်ဆုံးမွဲပြီးတော့တောင်းနေရဒုတိယအရွယ်မှာအထုတ်ရင်တော့အနာခံဖြစ်နိုင်တယ်ဒါလိုမဟုတ်တတိယအရွယ်မှာလို့ရင်တော့ သောတာပန်တဂရဂံအရှင်ဖြစ်မယ်အခုဘာမှမလုပ်ခဲ့တော့တောင်းစားနေရကြအရှင်အနန္တကိုပြောတာလေအဲ့တော့ဆိုလိုတာကလုံနေဘုရားသာအဓိကပေါ့မလုံရင်တော့ဘာမှမဖြစ်ဘူးတသက်ကြီးလာရင်တော့လည်းနဲ့တော့ခုနပြောတဲ့သရတတိယဝိရိယတွေရော့သွားတာပေါ့နော်ရမယ်အဆင့်တွေတော့နှိပ်သွားတာပေါ့အဲ့ကြောင့်အချိန်မရွေးပေါ့နော်အားထုတ်ဖို့လိုတယ်အဲ့တော့ကျွန်တော်ဟိုတပတ်ကျော်လောက်ကလာမသိပြောတာလေးတစ်ခုရှိတယ်ဒါကတော့နာဘူးထပ်ပံလေးပေါ့ဥပမာလေးတူနေလို့ပါဟိုတက်ပြင်ဆိုတာမိုးရှိမှဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီတမိုးမှာအမြင့်အခက်အရွက်ပင်စီ တောင်တန်းကြန့်ခိုင်နေမှာနောက်တမိုးနဲ့သူကဆက်မိပဲဒီတမိုးမှာအမြင့်အခက်ပင်စီတွေမတောင်တန်းဘူးမရှင်တန်ဘူးเนาะဟိုဝကြမ်းမာဘူးဆိုရင်နောက်တမိုးမရောက်ခင်ကြာဥရုမှာသူကနေတန်နေတန်ရက်သေးဖို့ပဲများတယ်အဲ့ဒီတိုင်းပဲကျွန်တော်တို့သာသနာတော်နဲ့တွေ့ခိုက်မှသာကျွန်တော်တို့ကအယူတွေမှန်နိုင်တယ်အမြင်တွေမှန်နိုင်တယ်သာသနာဘကာလမှာမိစ္ဆာအယူယူကြတာများတယ်အဲ့တော့တဘွားလောက်မိစ္ဆာဒိဋ္ဌိဖြစ်သွားရင်ပဲကိုယ့်ရဲ့ယောင်နန်းနပါရမီလေးကရေစုံညောသွားပြီအဲ့ဒါတက်ကပြန်စားရုံပဲရှိတယ် ဒါကြောင့်လိုပဲဖြစ်ဖြစ်အလုပ်တွေဘယ်လောက်များများပေါ့ဗျာဟိုဒါကနာနဲ့တွေ့ခိုင်းမှာအချိန်ကြီးအရွယ်၃ပါးသလုံးမှာဝိပဿနာတရားကိုစွန့်နိုင်တယ်လို့တတ်နိုင်တယ်လို့ဟိုပါပေါ့အထုတ်ကြိုးစားဖို့လိုပါတယ်လို့ဒါလေးပြောချင်ပါတယ်။ဆရာဟုတ်ကဲ့ဒါဘုဒ္ဓရာကြီးလည်းအများကြီးရလိုက်လို့တမလို့လည်းဒါဆင်ကျင်မှုတွေလည်းအများကြီးသိလိုက်ရပါတယ်ဆရာဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါရှင်အခုဆိုရင်တော့ဒါဆရာဖြေကြားသွားတဲ့အဖြေကိုနားဆင်ပြီးတော့ဒါ online ပေါ်ကနေပြီးတော့မှဒီဓမ္မအဖြေအမေးဖြေတွေပေါ့နော်မင်းညံသွားတဲ့အကောင့်ပိုင်ရှင်တွေလည်းကျင်းနေလိမ့်မယ်လူယုံကြည်မိပါတယ်ရှင်ဒီစစ်စမအခုလိုမျိုးမင်းကုန်းတွေပေါ့နော်ဒါတေချာလေးဖြေကြားပေးရဲဆရာကိုလည်းတို့မျိုး update channel ကျေးဇူးများတင်ပါတယ်ဆရာ